မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 6ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်ငလျင်သတင်းကတော့မနေ့ကဧပြီလ9ရက်နေ့ည8:15မိနစ်ကမန္တလေးမြို့မှာဘိုးသဲထန်စွာရွာသွန်းပြီးတော့လေပြင်းများတိုက်ခတ်မှုကြောင့်ငလျင်ရှောင်းနဲ့ကန့်များပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ငလျင်ဘေးကြောင့်နေအိမ်များပြိုပြက်ခဲ့သူများပြိုကျကားနေနဲ့အကွဲနေတဲ့အဆောက်အုံများမှာမနေထိုင်ရဲတဲ့မန္တလေးဒေသခံများဟာကျုံးပေးပတ်ပတ်လည်နဲ့ဘလုံးကွင်းနဲ့လေကွင်းလိုမျိုးနေရာတွေမှာတဲများဘိုးကများနဲ့ဖြစ်တယ်လို့နေထိုင်နေရတယ်လို့သိရပါဗျ။ ်မိုးရွာမယ်လေပြင်းတိုက်မယ်ဆိုတာကိုတော့ဟိုးနေတွေကတော့ကြားမိပါတယ်မိုးရွာတာကတော့ခဏပါပဲဒါပေမဲ့ငလျင်ရှောင်းတဲ့စခန်းတွေတော်တော်များများပြတ်စည်းသွားပါတယ်လို့ချိုင်းဧတာဆန်မြို့နယ်မှာရှိတဲ့ငလျင်ဘေးတင်တဲ့ပြည်သူတို့ကပြောပြထားပါတယ်အခုလိုမျိုးမိုးရွာတုံးခဲ့မှုကြောင့်ကျုံဘေးလမ်းဘေးများမှာငလျင်ရှောင်းနေတဲ့သူတွေဟာပြိုကျကာနေအဆောက်အဦများနဲ့အကွဲเจ้าများဖြစ်နေတဲ့မိမိတို့ရဲ့နေအိမ်များကိုပြန်လည်ပြီးတော့ ဝင်ရောက်နေထိုင်ခဲ့ကြရတယ်လို့သိရပါတယ်။လေးပါလာတော့တဲရီမိုးကာတွေပါအကုန်လွင့်ကုန်တာညနေပိုင်းမှာနေတဲ့အရေးရဖို့အတွက်မိုးထားတဲ့ထီးတွေလည်းအကုန်လန်းကုန်တယ်။ကန့်မှာရှိတဲ့ဆိုးလိုက်မီးတိုင်တွေလည်းအကုန်လဲကုန်တယ်လို့မန္တလေးမြို့လမ်း30 83လမ်း မင်္ဂလာဈေးဟောင်းမှာရှိတဲ့ငလျင်ကမ့်တစ်ခုကပြည်သူတို့ကသတင်းပေးဖို့ပြောကြားထားပါတယ်အခုလိုမျိုးမိုးသည်ထန်စွာရွာသွန်းပြီးတဲ့နောက်ငလျင်ကြီးထပ်မံလောက်ခတ်မှာကိုလည်းဒေသခံများကစိုးရိမ်နေတဲ့အတွက်ကြောင့်မိုးတိတ်သွားတာနဲ့ကမ့်များစီကိုပြန်လည်ရောက်ရှိလာကတဲတွေပြန်ထိုးပြီးတော့နေထိုင်နေရတယ်လို့သိရပါတယ်အချိန်ခါမဟုတ်ဘဲနဲ့မိုးရွာသွန်းခြင်းနဲ့လေပြင်းတိုက်ခိုက်မှုဟာမန္တလေးမြို့တွေမှာကပဲနဲ့ငလျင်တန်ကြောင့်အစအဦး90ရာခိုင်နှုန်းကရှိတဲ့သခိုင်းမြို့မှာလည်းဖြစ်ပွားခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံအလဲပိုင်းမှာပြည်သူများဟာငလျင်တန်းကြောင့်ဒေဆုံးပြက်စီးမှုများဖြစ်ပေါ်နေတဲ့အချိန်မှာစစ်ကောင်စီရဲ့သာသနာရေးဒုဝန်ကြီးမန္တလေးဝန်ကြီးချုပ်မျိုးအောင်နဲ့ ်စစ်ဘုံချုပ်တစုကတော့ကြောက်စဲမြို့မှာရှိတဲ့ရွှေသိန်းတော်ဖရားမှာအဋိဌံပွဲထိုးပြီးတော့ရရရသွားချေနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဧပြီလ၄ရက်နေ့မှာစစ်ကောင်စီလက်အောက်ခံမန္တလေးတိုင်းဝင်းကြီးချုပ်မြို့အောင်သာသနာရေးဒုဝန်ကြီးနဲ့စစ်ဘုံချုပ်တစုကတော့မဟာရွှေသိန်းတော်ဖရားမှာအဋိဌံ၁၈၀ဖေးငပြောပွဲထိုးပြီးတော့ပွဲပေးကနိုင်ငံတော်ကကပ်ဘေးသိမ်းမှုများကိုကြော်လွှားရတဲ့အတွက်ရရရချေခဲ့တယ်လို့သိရပါတယ်။အဲ့ဒီရရရချေမှုဟာနေပြည်တော်က အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ညှို့ကြားချက်အရာဖြစ်တယ်လို့သိရပါဗျ။နေပြည်တော်ကညှို့ကြားလို့ရရလာချေပြီးတော့ပွဲလာထိုးသွားတာလို့သိရပါဗျ။အဲ့ဒီနေ့ကဖျားကိုပြည်သူတချို့ကိုတက်ခွင့်ခဏပိတ်ထားတယ်။ဖျားလည်းပြန်ဖွင့်လဲဖွင့်ရောပွဲတွေထိုးထားတာကိုတွေ့ရတယ်။ရရလာလောက်သွားတယ်လို့သိရတယ်လို့ကြောက်ဆယ်မျိုးကဒေသခံပြည်သူတို့ကပြောပြထားပါဗျ။ မဟာရွှေသိန်းတော်ဖះကစူတောင်းပြည့်တယ်ဆိုပြီးကြောကြားပြီးတော့အနော်ရထမင်းကတီထားခဲ့ကောင်းအရှင်အရဟံကတိမ်သမုတ်ခဲ့တယ်လို့ဖះရာဇဝင်တမိုင်းကြောင်းများမှာဖော်ပြရေးသားထားပြီးတော့ကတ်ကျော်ဖះတစ်ခုအဖြစ်နဲ့လဲလက်ခံထားကြောင်းကြောက်စဲမျိုးကတန်ဃာတော်တပါးကမိန့်ကြားထားပါတယ်ရွှေသိန်းတော်ဖះကအနော်ရထမင်းကြီးတီတယ်အရှင်အရဟံကတိမ်သမုတ်တယ်ဖះကြီးတီရှိတယ် ်တင်တောင်းကြီးရွာမှာမြန်မာတပ်ကွဲ1980ပြည့်နှစ်ဝန်းကျင်မှာယောဂဘေးကကပ်ဘေးတွေကြာရောက်တယ်လူတွေတော်တော်များများသေတယ်ကပ်ဘေးကြီးဖြစ်တာပေါ့အဲ့ဒီအချိန်မှာအိမ်မက်အရာရွှေသိမ်းတော်ဖရာဇေဒီကိုပြန်လဲတူးဖို့ရှာဖွေတွေ့ရှိပြီးတော့တီထားမှာကပ်ဘေးတွေအကုန်ငင်းကုန်တယ်ကတ်တော်ဖရာလို့လဲထင်ရှားပြီးတော့တကိုးကြီးတယ်ဘေးအန်ရဲ့ကတ်တွေကိုကြော်နိုင်တဲ့ကတ်တော်ဖရာဇေဒီလို့ တကောကြီးပြောစမှတ်ဖြစ်တယ်လို့ကြောက်ဆယ်ကတန်ဃာတော်ကမိတ်ဆိုထားပါတယ်မက်စလာ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့်ပြည်သူပေါင်း3400နီးပါးတိမ်ဆုံးခဲ့ပြီးတော့ပြည်သူတွေတန်းနဲ့ချီပြီးအတိဒုက္ခရောက်လျက်ရှိကစားဝတ်နေရေးအတွက်နေထိုင်ရန်အိမ်လျက်ဆက်မီးရေစေဝါနဲ့လမ်းပန်းဆက်သွယ်မှုများပြတ်တောက်လျက်ရှိတယ်လို့သိရပါတယ်ဒါကြောင့်ပြည်သူများအမှန်တကယ်လိုအပ်နေတဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းမပေးဘဲအခုလိုမျိုးဘေးရင်ယူရရယာယူတွေကြောင့် တိုင်းပြည်တပြည်လုံးမှာရှိတဲ့ပြည်သူများဟာအတိဒုက္ခရောက်နေရကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်စခန်းသိမ်းတိုက်ပွဲသတင်းရတော့ဘကိုးတိုင်းဗရောင်းမြို့နယ်မှာရှိတဲ့စစ်ကောင်စီရဲ့ညောင်ချိုးဖြူဟာစခန်းကုန်းကို အေအေကအလုံးစုံတိမ့်ပိုက်ရရှိသွားပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အေပီလာ၂ရက်နေ့မှာဘကိုးတိုင်းညောင်ကျိုးဖြူဟာစခန်းကုန်းကိုအရခတ်တတော်အေအေကအလုံးစုံတိမ့်ပိုက်ရရှိသွားပြီလို့သိရပါဗါတယ်။အဲ့ဒီစခန်းကိုမက်လ၁၈ရက်နေ့ကစတင်ထိုးစစ်ဆင်တက်ခတ်ခဲ့ပြီးတော့၁၆ရက်ကြာအောင်ထိုးစစ်ဆင်တက်ခတ်ခဲ့ရတယ်လို့သိရပါဗါတယ်။အေအေအနေနဲ့ဂစင်ကလေးအနဲ့စုတ်ခွာထွက်ပြေးနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုဆက်လက်ပြီးတော့ထိုးစစ်ဆင်တက်ခတ်လို့ရတဲ့အခွင့်အရေးရှိတော်လဲ။ တစ်ဖက်သက်အပြစ်ခတ်ရက်ဆဲခဲ့တဲ့အတွက်ကြောင့်အဲ့ဒီနေရာများကိုဆက်လက်ပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်မှုမပြုလုပ်တော့ဘဲထိုးစစ်များကိုရပ်တန့်ခဲ့တယ်လို့သိရပါတယ်။အရခတက်တော် AA က AP လ PN ကစတင်ပြီးတော့ညီနောင်မဟာမိတ်အဖွဲ့များဖြစ်ကြတယ်။ကိုကန်တောင်းအဖွဲ့ဈေးများနဲ့အတူတလတာတစ်ဖက်သက်အပြစ်ရက်ဆဲကြောင်းကြေညာခဲ့တယ်လို့သိရပါတယ်။မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့ကတစ်ဖက်သက်အပြစ်ရက်ရခြင်းဟာမက်လာ28ရက်နေ့မှာလောက်ခတ်ခဲ့တဲ့ပြင်အား9တက်သမ9 Richter scale ရှိတယ်။အင်အားပြင်းတဲ့ငလျင်တစ်ခုနဲ့နောက်ဆက်တွဲငလျင်ငယ်များကြောင့် ပျက်စီးဆုံးရှုံးသွားခဲ့ရတဲ့သခိုင်းတိုင်းမန္တလေးတိုင်းရှမ်းပြည်နယ်ပဲခူးတိုင်းနဲ့နေပြည်တော်များအပါအဝင်အခြားသောဒေသတချို့ကငလျင်တန်တဲ့နဲ့ပြည်သူလူထုများကိုလူသားချင်းစာနာထောက်ထားသောစိတ်ပြည်တော်စုစိတ်ဓာတ်အပြည့်ရှိတဲ့အတွက်ကြောင့်ဖြစ်တယ်လို့အေအေကပြောဆိုထားပါတယ်။ဒါပေမဲ့စစ်ကောင်စီကကြေညာထားတဲ့တဖက်သက်အပြစ်ခတ်ရဲစဲရေးကြေညာချက်ကိုချိုးဖောက်ပြီးတော့အေပီလာနှစ်ရက်နေနဲ့အဲ့ဒီရက်မတိုင်မီရက်တွေကလည်းရခိုင်ပြည်နယ် ကြောက်ဖြူမြွနဲ့စစ်တွေမြို့ပတ်ဝန်းကျင်မှာရှိတဲ့အာရခတပ်တော်တပ်ဖွဲ့ဝင်များကိုလက်နက်ကြီးများ drone ဘုံများလေကြောင်းနဲ့စစ်သည်မောင်းများပေါ်ကနေပြီးတော့ပြစ်ခတ်တိုက်ခိုက်ခြင်းများကိုဒီကနေ့အထိကိုနေ့စဉ်ရက်ဆက်လှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်အကြမ်းဖက်စစ်တပ်ဟာဘကိုးတိုင်း AOD တိုင်းနဲ့အခြားသောနေရာများကအာရခတပ်တော်ရဲ့စစ်ကြောင်းများကိုလည်းနေတိုင်းလိုလိုတံပြန်ထိုးစစ်ဆင်ဆင်နွှဲလျက်ရှိတယ်လို့ AA ဘက်ကထုတ်ပြန်ထားပါတယ်။စစ်ကောင်စီကအေပီလာ၂ရက်နေ့မှာရခိုင်ပြည် ကြောက်ဖြူမြို့နယ်အတွင်းမှာရှိတဲ့တမြူတောင်ချေးရွာပြားတဲ့ချေးရွာပြင်းရှိချေးရွာအနီးပတ်ဝန်းကျင်များကိုလက်နက်ကြီး drone ဘုံများနဲ့အ धिक ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။စစ်ကောင်စီရဲ့တပ်ပုတ်တောင်ရေတပ်စခန်းဒိုးတန်းတောင်အမှတ်30နဲ့ရဲတပ်ရဲမြေပြင်စစ်ကြောင်းများကအ धिक တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့အပီလာ၂ရက်နေ့တရက်ထဲမှာတင် drone ဘုံအရေအတွက်အကြိမ်ရေ60နဲ့လက်နက်ကြီးပစ်ခတ်မှု အကျိတ်60ထက်မကရှိခဲ့တယ်လို့သိရပါတယ်အလားတူပဲနှစ်ဖက်ရန်ဆိုင်တပ်များရှိနေတယ်စစ်တွေမျိုးနဲ့ပုံနာကျွန်းမျိုးဘက်မှာလည်းစစ်ကောင်စီရဲ့ရွှေမင်းကစိတ်ကမ်းဘက်ကပေါက်တော်မျိုးမပြေကျွန်းဘက်ကို190မမလက်နဲ့ကြီးများနဲ့6ကြိမ်တိုင်တိုင်ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်အေပီလာ3ရက်နေ့ကနေ9ရက်နေ့အထိနေ့ရက်များမှာလည်းစစ်ကောင်စီကတစ်ပုတ်တောင်ရေတားစခန်းဒိုးရန်တောင်အမှတ်30နဲ့ရဲတပ်ရင်းနဲ့မြေပြင်စစ်ကြောင်းများကအပြင် စစ်သည်မော်ဂျက်ဖိုင်တာလေယာဉ်များကိုပါအတုံးပြုတ်ပြီးတော့ကြော့ဖြူမြို့နယ်အတွင်းမှာရှိတဲ့ချက်တိန်၊ဒပြူတောင်၊ပြားတဲ့ပြင်ရှိ၊လက်ခမော်၊ကုလပါ၊ခင်းခပ်ပြင်ချေးရွာပတ်ဝန်းကျင်များကိုလက်နက်ကြီး drop ဘုံများအပြင်ဂျက်ဖိုင်တာတိုက်လေယာဉ်များစစ်သည်မော်များဘော်ကနေလည်းပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ AB လ9ရက်နေ့တရက်ထဲမှာတည်း drop ဘုံအချိန်အရေအတွက်အချိန်60ကျော်နဲ့လက်နက်ကြီးပြစ်ခတ်မှုအချိန်90နဲ့အထက်ရှိခဲ့တယ်လို့သိရပါတယ်။စစ်တွေမြို့နယ် ချောင်းတွေမင်းကန်ရွာကစစ်ကောင်စီတပ်ဖွဲ့ဝင်များကစစ်တွေမြို့နယ်မင်းလာရွာမှာရှိတဲ့မိမိတို့တပ်ဖွဲ့ဝင်များအားဒရုန်းများနဲ့မနက်9:28မိနစ်ကစတင်ပြီးတော့နှစ်ကြိမ်တိုက်တိုက်ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ဗလားတူပဲအေပီလာ9ရက်နေ့ညနေ3:45မိနစ်အချိန်မှာရခိုင်ရုံးမှတောင်တန်းအထက်မှာရှိတဲ့ AA တပ်ဖွဲ့ဝင်များရှိရာနေရာကိုအချက်ပတ်စစ်တပ်က112 Jet Fighter လေယာဉ်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းအောင်လံမြို့ပေါ်ကားဂိတ်ဝင်အဟောင်းမှာရှိတဲ့လူနေအိမ်ဆိုင်ခန်းများကိုစစ်တပ်ရဲနဲ့စီပင်များကအတရားတမဝင်ရောက်ဖျက်ဆီးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့မနက်ပိုင်းမှာမကွေးတိုင်းအောင်လံမြို့စမ်းချောင်းရပ်ကွက်၁၈လမ်းနဲ့၁၉လမ်းကြားကားဂိတ်ဝင်အဟောင်းမှာရှိတဲ့လူနေအိမ်ဆိုင်ခန်းများကိုရဲစစ်တပ်နဲ့စီပင်များကဝင်ရောက်ပြီးတော့ဖျက်ဆီးရန်စ조사နေတယ်လို့သိရပါတယ်ပြည်သူများကထိုင်ကြော့နေတဲ့အတွာဆိုင်ခန်း၄ခန်းကိုဖျက်သိမ်းကကြမ်းရှိနေတဲ့ဆိုင်ခန်းများကိုအခုခါ အတင်းအဓမ္မဝင်ရောက်ပြီးတော့ဖျက်ဆီးနေတယ်လို့သိရပါတယ်။ဆိုင်ကန်းနဲ့နေအိမ်ကစုစုပေါင်း52ခန်းရှိပါတယ်။အခုတော့လူမနေတော့တဲ့ဆိုင်ကန်း၄ခန်းကိုစပြီးတော့ဖျက်တယ်။အဲ့ဒီဆိုင်ကန်းတွေကလွန်ခဲ့တဲ့နှစ်30လောက်ကတည်းကအခန်းကိုဝယ်ပြီးလစဉ်ကြီးပတ်စံသွင်းပြီးနေကြတာ။ဘာရောချင်းမှမပေးဘဲနဲ့ဖျက်တာလို့ဒေသနေပြည်သူတို့ကပြောပြထားပါတယ်။ဒီကနေ့မနက်ပိုင်းမှာဆိုင်ကန်းနဲ့လူနေအိမ်များကိုဖျက်ဆီးရန်စစ်တပ်ရဲနဲ့စီပင်များကလက်နက်အပြည့်အစုံနဲ့လမ်းများကိုပိတ်ဆို့ပြီးတော့ဗတ်ဟိုးများမြေကုန်းဆတ်များနဲ့အတူရောက်ရှိလာခြင်းဖြစ်တယ်လို့သိရပါတယ်။ အဲ့ဒီဂျားတွေကပြည်သူများကနေပြီးတော့အော်ဟစ်ငိုယိုကြပြီးတော့တောင်းပန်နေကြတယ်လို့သိရပါတယ်။အမျိုးသမီးတွေကလည်းအော်ဟစ်ငိုယိုပြီးတော့တောင်းပန်ကြတာပေါ့။နောက်တော့ညှိလိုက်တော့ဆိုင်ကန်42ခန်းမှာအခု၄ခန်းပဲဖြတ်သေးတယ်။အထက်အမေရဆိုပြီးတော့ရွှေပေးလို့မရဘူးလို့လည်းပြောနေတယ်။ ်ပြည်သူတွေမှာငလျင်ပေးကြောင့်ဒုက္ခရောက်နေတဲ့အချိန်ဆိုင်ကန်းတွေလည်းအဖြတ်ခံရတော့ပို့ဆိုးကုန်တာဘောလို့ဒေသနေပြည်သူကဆက်လက်ပြောပြထားပါတယ်အချမ်းဖတ်စစ်တပ်ကအောင်လံမြို့ပေါ်မှာပြည်သူများနေထိုင်တဲ့ရက်ကွက်နေအိမ်များကိုကျူးကျော်ဆိုပြီးတော့ဖျက်ဆီးခြင်းဌာနဆိုင်ရာမြေဆိုပြီးတော့ဖျက်ဆီးခြင်းများကိုစစ်အာဏာသိမ်းပြီးတဲ့အချိန်2021ခုနှစ်ကနေစတင်ပြီးတော့လုံဆောင်လာနေတယ်လို့အောင်လံမြို့ကပြည်သူများကပြောဆိုနေကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တရင်ကတော့မကွေးတိုင်းစေတုပ္ပရာမြို့နယ်ကုတော်ပြူစောတိရွာအနီးမှာခရီးသည်တင်ကားနှစ်စီးကိုအချမ်းမဆက်တက်ကပြစ်ခတ်ခြင်းကြောင့်ပြည်သူ၄ဦးသေဆုံးခဲ့ရတဲ့ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ဧပြီလ3ရက်နေ့ည9:00ခန်းအချိန်မှာစေတုပ္ပရာမြို့နယ်ကုတော်ပြူစောတိရွာနယ် အောက်ဝေါ်ရွာကြားမှာခီးတဲ့တင်ကာနှစီကိုအချမ်းမဲ့စစ်ကောင်းစီတပ်သားများကပြစ်ခတ်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ၄ဦးသေဆုံးခဲ့ရတယ်လို့သိရပါဗါတယ်အဲ့ဒီတိုက်ခိုက်မှုဖြစ်စဉ်ကိုတော်လိုင်းရေးတပ်ဖွဲ့များကလုံဆောင်ခြင်းဖြစ်ကြောင်းအချမ်းမဲ့စစ်တပ်ရဲ့လော်ဘီများကဝါရဖြန့်နေကြပြီးတော့အဲ့ဒီတိုက်ခိုက်မှုဖြစ်ပွားခဲ့တဲ့နေရာအနီးအပီလာတရက်နေ့ကလေးကစတင်ကနယ်မြေရှင်းလင်းရေးများကိုလုံဆောင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါတယ်အဲ့ဒီနေရာမှာအချမ်းမဲ့စစ်တပ်စစ်ကြောင်းနဲ့အင်အား60ကျော်ခန့်ရှိတဲ့စစ်တပ်ကင်းမုံတို့သာရှိတယ်လို့သိရပါဗါတယ် တေဆုံးသူပြည်သူ၄ဦးလို့ကြားတယ်အလောင်းတွေကတော့သူတို့ပဲတည်သွားတာဆိုတော့အတိအကျတော့မသိဘူးသူတို့ကစစ်ရေးမှာအတော်ကိုစိုးရင်ရနေပြီလေဒီနယ်ကပြူစောတိဖွဲ့ဖို့ခေါင်းဆောင်တွေလည်းခဏခဏရှင်းခံနေရတာဆိုတော့အဲ့ဒါကိုပြည်သူနဲ့ကျွန်တော်တို့ PDF တွေဈားထဲမှာတွေးခွဲတဲ့ဤပါပဲ။ AP လတရက်နေ့ကလေးကစေတုပ္ပရာမြို့နယ်တောင်ပိုင်းမှာအင်အား35ဦးလောက်နဲ့နေမြေရှင်းလင်းနေတယ်။ဖြစ်တော့ AP လ3ရက်နေ့မှာမွန်စောရွာနားကိုရောက်လာတယ်။ ဲ့ဒီရွာမှာကတင်တန်းစင်းအယောက်60လောက်နဲ့စစ်ခွေး9កောင်ရှိတယ်ညဘက်ဆိုရင်ကင်းမုံဝစ်တယ်အဲ့ဒီလမ်းတစ်လျှောက်မှာစစ်ခွေး gate နှစ်ခုရှိတယ်လို့စစ်တုပ်ရာမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်အချမ်းပါစစ်တပ်ကအဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့တော်လိုင်းရင်အားစုများအပေါ်ကိုပြည်သူလူထုကအမြင်မှားစေရန်ရည်ရွယ်ချက်ရှိရှိနဲ့တရင်ထုတ်ပြန် ်လိန်လယ်ပြောဆိုခဲ့တယ်လို့သိရပါတယ်အချက်မှစစ်ကောင်စီရဲ့ပြည်သူအပေါ်ကျူးလွန်တဲ့အဲ့ဒီလောက်ရများကိုစစ်တပ်ကမြို့နယ်ပြည်သူကာကွယ်ရေးအဖွဲ့အနေနဲ့ပြင်းပြင်းထန်ထန်လက်တုံပြန်သွေးကျွေးဆက်သွားမှာဖြစ်တယ်လို့သိရပါတယ်အချက်မှစစ်တပ်ကစစ်ရှုံးနေနေတဲ့အချိန်မှာစစ်ရေးပြင်းထန်တဲ့မသက်ဆိုင်တဲ့ပြည်သူများကိုဖမ်းဆီးတပ်ဖြတ်ခြင်းအများပြည်သူတွေနေထိုင်ရာရပ်ရွာအတွင်းကိုလေးချောင်းကနေဘုံကျဲခြင်းကျေးရွာအတွင်းမှာတက်ဆွဲပြီးတော့လူသွားလူလာရှိတဲ့နေရာများမှာမိုင်းတွေထောင်ခြင်းနေပါမှာခရီးသွားလာခြင်းများကိုကတ်တပ်ပြီးတော့ ငွေညစ်ချင်းညဘက်မှာပုံမှန်144နဲ့ညမထွက်ရအမိန့်ထုတ်ပြီးတော့ခီးသွွားပြည်သူများကိုပြစ်ခတ်တပ်ဖြတ်ခြင်းစစ်မှုထမ်းဥပဒေကိုအသုံးပြုပြီးတော့၎င်းတို့ဖမ်းခြင်းနဲ့ပြည်သူတွေကိုအတိအကျမှဖမ်းဆီးခြင်းငွေညစ်ချင်းများကိုလှုပ်ဆောင်ရရှိတယ်လို့စေတုဒ္ဓရာမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ကတာဝန်ရှိသူကရှင်းပြထားကြောင်းတင်ရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားလျက်ရှိတဲ့ငလျင်သတင်း၊စစ်ရေးသတင်းနဲ့နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြပ်ဘတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ